ပွဲပြတ်သွားခဲ့တဲ့ရူရူနဲ့မာလီခင်တို့ရဲ့ဝမ်ချမ်ပီယံရှစ် heavyweight championship ကပတ်လူပွဲဂျပန်မှာဂျမမဲ့ဝမ်ချမ်ပီယံရှစ်ပွဲစဉ်173ဆိုရင်တော့ပွဲကောင်းနေနဲ့ပြည်နေတာဖြစ်ပါတယ်ရှင့် နာမည်ကျော်ဖိုင်တာရဲ့တွဲဆိုင်နေနဲ့ပြည်နေတာကြောင့်လည်းပြည်သက်စေဝန်ဆောင်မှုမြင့်တက်နေခဲ့တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။အဲဒီပွဲစဉ်အတိကတွဲဆိုင်နေတဲ့မှာတော့ One Championship Heavyweight Dan Champion Ruru နဲ့ Malik Khan တို့ရဲ့တွဲဆိုင်ကလည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်ဟာ Champion Ruru အတွက်တော့ပထမဦးဆုံး Champion ခပ်ဘက်ကာကွယ်ပွဲဖြစ်သလို Champion ဟောင်း Malik Khan အတွက်တော့ဆုံရှုံထားတဲ့ Champion ခပ်ဘက်ကိုပြန်လည်ရယူဖို့အတွက်ရှင်းပြန်ထိုးသက်ရမယ့်ပွဲလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ Champion ဖြစ်တဲ့ Ruru ကဒူဘိုင်းမှာစိုးရွားတဲ့ကာမတော်တစားမှုကြောင့်ပြင်းထန်တဲ့ဒဏ်ရာရ ရှိသွားခဲ့ပါတယ်။ဒါကြောင့်လည်းအခုတော့သူဟာ World Championship ပွဲစဉ်173မှာတော့ဘလို့မှဝင်ရောက်ထိုးတက်နိုင်မှုမရှိတော့တာကြောင့်နှုတ်ထွက်သွားခဲ့ရတာပဲဖြစ်ပါတယ်။ရူရူကလည်းရှိအချိန်မှာတော့ဆေးရုံကျင်းကကုသမှုတွေခံယူနေရတဲ့ဂျပုန်တွေကသူ့ရဲ့အသင်းကထုတ်ပြန်ချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လဲသူအနေနဲ့နိုမာလာ16ရက်နေ့မှာထိုးတက်ရမယ်သူရဲ့ချန်ပီယံခပ်ပတ်ကာကွယ်ပွဲကိုထိုးတက်ဖို့ကဘလို့မှမဖြစ်နိုင်တော့တာပဲဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်အနေနဲ့ကလည်းပွဲကနီးကပ်နေပြီဖြစ်တာကြောင့်မာလီခင်နဲ့တခြားဖိုင်တာတူကိုကြွက်ဖက်ပြီးထိုးတက်စေဖို့မဖြစ်နိုင်တာကြောင့်လဲအဲ့ဒီပွဲက 1 championship ပွဲစဉ်173မှာတော့လုံးဝကိုမပဝန်နိုင်တော့တဲ့ပွဲအဖြစ်ရှိနေပြီဖြစ်ပါတယ်1 championship ကလည်းသူ့ရဲ့ social media ပေါ်မှာတော့ Ruru ကိုအမြန်ဆုံးပြန်ကောင်းဖို့အတွက်အဆန္ဒပြုတဲ့အကြောင်းကိုလည်းရေးသားထားခဲ့သေးပါတယ်ပြီးခဲ့တဲ့နှစ်ဘန်ကောက်မှာထိုးသက်ခဲ့တဲ့ပွဲစဉ်မှာအငင်းပွားပွေရာတိုင်းဆုပ်ဖြတ်နေ Ruru စီကနေခပတ်လွှဲပြီးခရရတဲ့မလီခင်တို့တော့ရှုံးကျွတ်ဆက်ဖို့အခွင့်အရေးကလည်းလွှဲချော်သွားခဲ့ပြီလို့ပြောရမှာပါရှင်1 championship ပွဲစဉ်173ဟာပွဲကောင်းနေနဲ့ပြည်နေတဲ့ဆိုပေမဲ့ နှုတ်ထွက်သွားတဲ့ fighter တွေကလည်းမနည်းဘူးလို့ပြောရမှာပါ။ပြီးခဲ့တဲ့အပတ်ကဆိုရင်လည်း Hagerty နဲ့ Nabil တို့ထိုးသက်ကြမဲ့ Bantamweight ချန်ပွင့်ထိုင်ပွဲစဉ်မှာဆိုရင် Hagerty ကပကုံးတန်ရာရရှိခဲ့တာကြောင့်ပွဲကနေနှုတ်ထွက်သွားခဲ့ပါတယ်။ဒါကြောင့်လည်း Nabil က Featherweight တန်းကိုတက်ကဂျပန် fighter Wajima နဲ့ထိုးသက်ရတော့မှလည်းဖြစ်ပါတယ်။ဒါပြင်အမျိုးသမီး MMA ပွဲစဉ်မှာဆိုရင်လည်းအိန္ဒိယအမျိုးသမီး fighter Forget ကဂျပန်အမျိုးသမီး fighter Hirata နဲ့အတန်းဝိတ်တန်း MMA ပွဲစဉ်ကိုထိုးသက်ဖို့ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့သူမကဒူးထံရရရှိသွားခဲ့တာကြောင့်အဲ့ဒီပွဲစဉ်ကနေနှုတ်ထွက်သွားခဲ့ရတာဖြစ်ပါတယ်။သူမရဲ့နေရာမှာတော့ဂျပန်အမျိုးသမီးဖိုက်တာဆာဝါဒါကဝင်ရောက်ထိုးတက်သွားမှာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။